ရှလုံးအားလုံးပဲမင်္ဂလာပါအားလုံးဝင်တက်တာမှာညီတက်ချင်းရှိပါစေဒီကနေ့ကျွန်တော်ဝေမျှပေးခြင်းနဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်ရဲ့တက်တာမှာအခြေအနေကို မကြည့်ဘဲနဲ့ဖရားရဲ့တဆွမ်းခြင်းကိုပဲအာယုံစိုက်ပြီး အသက်ရှင်ဖို့အတွက်အရေးကြီးရယ်ဆိုတဲ့ပတ်သက်ပြီးဝေမျှပေးခြင်းပါတယ်ကျွန်တော်တို့ရှမောက်ခွင့်ချမ်းအခန်းကြီး30အငယ်46ကနေကျွန်တော်48ကိုကြည့်တဲ့အခါမှာဗာတိမဲဆိုတဲ့လူကန်းတယောက်အကြောင်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဗာတိမဲက တောင်းစားတဲ့လူတယောက်ဖြစ်တယ်။ဘာလို့သူကတောင်းစားရတာလဲဆိုသူ့မှာအားနည်းချက် အကြီးကြီးတခုရှိပါတယ်။အဲ့ဒါကသူမျက်စိမမြင်ရတာဖြစ်ပါတယ်။ဒါပေမဲ့မျက်စိမမြင်တာဖြစ်တဲ့ကြောင့်သူကသူများ need to ရှာစားလို့မရအောင်အဲ့ဒါကသူ့ရဲ့အားနည်းချက်အကြီးကြီးပဲဖြစ်ပါတယ်။ဗာတိမဲကမျက်စိကန်းတဲ့ဘဝနဲ့နှစ်ပေါင်းများစွာနေရတဲ့သူတယောက်ဖြစ်တယ်လို့လူတွေရဲ့တနာစာပေးကန်းစာတွေကိုစားပြီးမှပဲအသက်ရှင် ရုန်းကန်နေရတဲ့လူတယောက်ဖြစ်ပါတယ်။ဘာအပြင်သူအဲ့ဒီဘဝကိုရောက်တာလဲဆိုရင် မျက်စိကန်သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဘာတိမေရဲ့အာနေချက်ဟာဘာတိမေရဲ့ဘဝကိုအဆိုးဆုံးကိုကြုံတွေ့စေတာဖြစ်ပါတယ်။ဒီနေ့တခါတလေမှာကျွန်တော်တို့ယုံကြည်သူရဲ့တတ္တမှာလဲကျွန်တော်တို့ရဲ့တချို့သောအာနေချက်တွေကကျွန်တော်တို့ရဲ့ဘဝကိုအနာကျင်ရဆုံးအခြေအနေကိုကြော်ဖြတ်ရစေတတ်ပါတယ်။ဥပမာအဖြစ်ကိုမလုပ်ရဘဲနဲ့နာမည်ပြတ်သွားတဲ့ကိစ္စတွေကိုကကြားခံတာဝန်ယူပြီးတဲ့ကြောင့်ကိုကဖြည့်ရှင်းရတဲ့ပြဿနာတွေကိုမဖြည့်ရှင်းနိုင်တဲ့အခါမှာတကယ် ဖြစ်သွားတဲ့လူကမရှိတော့ဘဲနဲ့ကိုကပဲခေါင်းခံတာဝန်ယူပြီးမှနာမည်ပြတ်သွားရတဲ့အခြေအနေတွေတခါတလေမှကိုကလည်းဘာမှမတိလိုက်ပါပဲနဲ့သူများကကိုကိုစနစ်တကျအကွက်ချပြီးမှနာမည်ဖြတ်လိုက်တဲ့အခါမှာလူတွေကဘူးမတိဘာမတိနဲ့ဝိုင်းပြီးတော့မှကိုကိုကဲ့ရဲ့တာတွေနှိမ်တာတွေလှုပ်တဲ့အခါမှာအဲ့ဒီအရာတွေကကိုရဲ့အာနေချက်တွေဖြတ်လာပြီးမှနောက်ဆုံးမှရက်တီလို့မရတော့တာနောက်ဆုံးမှရှင်တန်လို့မရတော့အထိဖြစ်သွားတာကိုကျွန်တော်တို့ဝန်내ဖွဲ့ရာ တွေ့ရတတ်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့တတ်တာထဲမှာကိုယ့်ရဲ့အားနည်းချက်ကြောင့်ကိုယ်အမြင့်ဆုံးကိုမရောက်တဲ့အခြေအနေတွေကြုံတွေ့တဲ့အခါမှာကိုယ့်ရဲ့အခြေအနေအားနည်းချက်တွေကိုမကြည့်ဘဲနဲ့ဖျားကိုပဲကြည့်ပြီးအသက်ရှင်ဖို့အတွက်အရေးကြီးပါတယ်။ဘာတိမဲကအဲ့ဒီလိုမျိုးဘဝနဲ့နှစ်ပေါင်းများစွာနေနေရပေမဲ့တရက်မှတူတည်င်းတစ်ခုကြားပါတယ်။သူတို့မြို့ကိုနာဇမွေတဲ့ယေရှုလာနေပြီ။အဲ့ဒီယေရှုဟာကံတော်တို့ကိုမြင်စေတယ် နားမကြိုက်လို့ကိုကြားစီတယ်။တေချင်းကနေလဲရှင်ပြန်ထမြောက်စင်။ तू တိတဲ့အခါမှာ तू ဘာလုပ်လဲဆိုရင်သူ့ရဲ့မျိုးလင်းချက်ဟာယေရှုကိုပဲ तू အာယုံဆိုင်ပါတယ်။ဒါကြောင့်သူ့ရဲ့အနာမှာယေရှုလာတဲ့အခါမှာ तू ဘာလုပ်လဲဆိုရင်ကျေတော့အတန်နဲ့နာဇမြတ်တဲ့ယေရှုကျွန်တော်ကိုကယ်ပါဆိုပြန် तू ကအော်ရက်ပါတယ်။ဆေဝန်စားချက်ကောင်းတယ်။မျက်စိကန်းတဲ့သူတယောက်ဟာနှုတ်ကနေကြဲကြဲလောင်လောင်နဲ့ယေရှုကိုခေါ်ပါတယ်။ तू က तू မျက်စိကန်းတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အားနည်းချက်ကိုပဲ तू ကြည့်နေရမှာမဟုတ်ပါဘူး။ သူကမျက်စိကမ်းပေးမယ်သူ့ရဲ့နှုတ်ကတော့မစွန့်အပါဘူးဒါကြောင့်သူဘာလုပ်လဲဆိုရင် အားနဲ့ချက်နဲ့ဖျောက်မရှာပါဘူးသူ့ရဲ့လုံနိုင်တဲ့အရာနဲ့သူဖျောက်ရှာပါတယ်ဒီနေ့ဒီလိုပဲကျွန်တော်တို့ရဲ့တက်တာမှာမျက်ရည်တွေကျပြီးနာကျင်ရတဲ့အချိန်လူတွေကြားထဲမှာမထွက်ရတာကျွန်တော်တို့ရဲ့အားနဲ့ချက်ဖြစ်နေမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လုံနိုင်တဲ့ခန္ဓာဖျားရဲ့ရှေ့မှာဒူးထောက်ဆူတောင်းလို့ရသေးတယ်မဟုတ်ဘူးလား ဒီနေ့ကျွန်တော်ရဲ့တတမှာနေမကောင်းဖြစ်တဲ့အချိန်ကြီးရှိပါလေမအဲ့ရမှာပလက်လန်ရတဲ့အချိန်ရှိပါလေမနော်အဲ့ဒီအချိန်မှာရောကျွန်တော်တို့ဖျားကိုရှာလို့မရဘူးလားဒီနေ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ချို့တဲ့တဲ့ခန္ဓာတွေကိုကြည့်ပြီးမှစိတ်ထိုင်ညစ်နေရမှာမဟုတ်ဘူးကိုဘလို့နီးလန်းနဲ့ဖျားကိုရှာလို့ရမလဲကိုဘလို့အချိန်နေနဲ့ကိုဖျားရဲ့မျက်မှောက်တော်ကိုတုံးဝင်လို့ရမလဲ ဒါကိုကျွန်တော်တို့ကရှားရမှာဖြစ်ပါတယ်။ဘုရားမျက်မှောက်တို့ကိုရှားတဲ့ခါတိုင်းဘုရားမျက်မှောက်တို့ကိုကျွန်တော်ဖိတ်ခေါ်တဲ့ခါတိုင်းမှာကျွန်တော်တို့ကျွန်တော်တို့အားနည်းချက်တွေကြောင့်မျက်မှောက်တို့ကိုလာလို့မရပါဘူးဆိုပြီးကျွန်တော်တို့စင်ကြေမပေးဖို့အရန်အရေးကြီးပါတယ်။ဒါပေမဲ့ဗာတိမဲကြည့်လိုက်။သူ့ရဲ့မျက်စိကန်းတဲ့အခြေအနေမှာသူမရက်တည်ဘူး။သူအော်တက်တယ်။သူ့ရဲ့နှုတ်ရှာမစွန့်အားတဲ့အခြေအနေကနေသူဘုရားကိုသူရှားတဲ့ခါမှာပဝန်းကျင်ကပြောတယ်ဗာတိမဲမင်းတိတ်တိတ်နေမင်းရဲ့အတန်ကငါတို့စိတ်အနှောင့်အယှက်ဖြစ်စေတယ်။မင်းအလုတ်ကတောင်းစားတဲ့အလုတ်အဲမင်းအေးအေးဆေးဆေးတောင်းစား မင်းပါဇက်လေးပိတ်ပါပြောပြမယ်ဘာတိမဲကဘာလို့လဲဆိုရင်ပို့ပြီးတော့မှအော်တယ်လို့ចန်းစာကမှတ်တမ်းတင်ထားပါတယ်ဆိုလိုချင်တာကဘာတိမဲတိတယ်ဖယားတခင်ကြာတော့ရင်ငါအချင်းတွေကပြောင်းလဲသွားနိုင်တယ်ဒီလူတွေအတန်ကိုယ်ကငါနားထောင်လိုက်ငါငကူဘဝကိုပြန်ရောက်သွားနိုင်တယ်ဘာတိမဲကောင်းကောင်းနားလဲပါတယ်ဒီစကားတင်းတို့ဖယားတခင်ဖွင့်ပြပါစေ မှန်ပါတယ်ဒီခါလေးမှာကျွန်တော်တို့ဘေးအတန်ကိုပို့နားဆွင့်တက်လဲဆိုရင်လူအတန်ကိုနားဆွင့်တက်တယ်လူအတန်ကိုတင်နားဆွင့်နေတဲ့များကာလပတ်လုံးတင်ဒီအခြေအနေကနေဘယ်တော့မှတက်မှာမဟုတ်ဘူးဘယ်တော့မှလွမြောက်မှာမဟုတ်ဘူးဒါမဲ့တင်ဖရားအတန်ကိုတင်နားဆွင့်ပြီးအသက်ရှင်တဲ့တင်ဘောကနေချင်းညချင်းပြောင်းလဲတော့မယ်တစ်အခြေအနေကနေချင်းညချင်းပြောင်းလဲတော့မယ်တင်ရဲ့တတကနေချင်းညချင်းပြောင်းလဲတော့မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဖရားရဲ့ စကားဖရားရဲ့ဂတိတော်ဟာပြောင်းလဲခြင်းတွေပါတယ်တကူတွေပါတယ်ပြုတ်ပြင်းမှုတွေပါလာပြီးတော့ကြောင်ဖြစ်ပါတယ်။ဒါကြောင့်ဘာတိနဲ့ဖရားကိုကြောင်းတူអော်တယ်လူရဲ့တန်ကိုသူနားမထောင်မနဲ့သူ့ရဲ့អော်တန်ကိုသူအာယုံစိုက်ပြီးမှနားဆွနေတဲ့တခုပဲငါဖရားကိုခေါ်မယ်អော်မယ်ငါကြားတဲ့အဲအတန်ကယေရှုရဲ့အတန်ပဲဖြစ်ရမယ်လူအတန်မဖြစ်အောင်ဒါပေမဲ့ तू ပထမဆုံးကြားတဲ့အခါမှာ तू អော်တဲ့အတန်ကြောင့်လူတွေသူ့ကိုတုံ့ပြန်တဲ့အတန်ကပါလဲဆိုရင် ကဲ့ရဲ့အတန်ဝေဖန်တဲ့အတန်အနှုတ်လက္ခဏာအတန်နေဒါပေမဲ့ဗာတိမဲအဲ့ဒါကိုကြားပြီးမဲ့သူ neglect လုပ်လိုက်တယ် ignore လုပ်လိုက်တယ်ဥပိ္ပခါပြုတ်ပြီးမှဖာယာရဲ့အတန်ကိုပဲသူဆက်နာဆွေးနေတင်ယူပါဗာတိမဲစီကလည်းကျွန်တော်တင်ယူဖို့အရင်ရေးကြည့်တယ်မှန်ပါတယ်ဒီနေ့ကျွန်တော်ဆုတောင်းတယ်ဖခင်မျက်မှောက်တော်တိုးဝင်တယ်ပြီးရင်ကျွန်တော်ဖာယာရဲ့အတန်ကိုနားမစွန့်ဘူးဖာယာရဲ့လုတ်ပေးတဲ့အလေးလောက်ကျွန်တော်ဂယုမဆိုင်ပဲနေဆုတောင်းပြီးရင်လူရဲ့အတန်ကိုနားစွန့်တယ်လူရဲ့အကြံကိုနားစွန့်တဲ့အခါမှာ ကျွန်တော်တို့တွေကခုတ်ရတခြားရှရတခြားလိုချင်တာတမျိုးရလာတာတမျိုးဖြစ်နေတတ်တာဖြစ်တယ်။ဒါပြင်ဘာတိမဲ့ဘာလို့လဲ။ဆူတောင်းတဲ့အခါမှာသူကြားရတဲ့အတန်တွေကလူအတန်ဆိုသူကြော်လိုက်တယ်။ဖယားရဲ့အတန်ရောက်လာတဲ့အခါမှာသူကထလာတယ်ဆိုတော့တွေ့ရတယ်။ဘာတိမဲ့အော်တန်ကိုယေရှုကကြားတဲ့အခါမှာယေရှုကတော့အဲ့ဒီလူကန်းကိုငါစီခေါ်လာခဲ့ပါလို့ပြောတယ်။ပထမဆုံးဘာတိမဲ့ကိုလူတွေကအဝေးဆုံးကိုတွန်းထုတ်ပေးမယ်။ဘာတိမဲ့ကဖယားရဲ့ခေါ်တန်ကြောင့်အနီးဆုံးကိုပြန်ရောက်လာပါတယ်။နောက်ဆုံးမှာဘာတိမဲ့မျက်စိ မြင်တော့ပါတယ်ဆိုလိုချင်တာကဒီကနေ့ကျွန်တော်တို့ရဲ့အခြေအနေတွေအားနည်းချက်တွေကိုကျွန်တော်ကြည့်ပြီးမှကျွန်တော်တို့ရဲ့ဖျောက်ကျွန်တော်မရှာတွေ့ကျွန်တော်ဒီအခြေအနေမှာပဲနစ်မြုပ်နေမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စုတောင်းခြင်းပြီးတော့နောက်မှာလူအတန်ကိုပဲကျွန်တော်အာယုံစိုက်နေတွေ့ကျွန်တော်ဒီအခြေအနေမှာပဲနစ်မြုပ်နေမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လုပ်ရမယ့်လုပ်ကကျွန်တော်ရဲ့အားနည်းချက်တွေကိုကြည့်ပြီးမှဖျောက်ကိုရှာရမှာမဟုတ်ဘူးဒီနေ့ကျွန်တော်လုပ်ရမယ့်အလုပ်က ျွန်တော်တို့စုတောင်းပြီးလူအတန်ကိုနားထောင်ရမှာမဟုတ်ကျွန်တော်ဒီကနေ့ပြုတ်ရမယ့်အမှုကကျွန်တော်တို့ရဲ့ဖျားကိုကျွန်တော်တို့ကရှာနိုင်တဲ့အရာကနေအခြေအနေကနေကျွန်တော်ရှာဖို့စုတောင်းဖို့အရင်ရည်ကြီးတယ်ပြီးရင်ဖျားရဲ့အတန်တော့ကျွန်တော်မျောလင်းဖွင့်အတွက်အရေးကြီးပါဖျားတခင်ကအဲ့ဒီခါမှာတင့်ရဲ့စုတောင်းခြင်းကိုကြားတဲ့အခါမှာတင့်ရဲ့အတ္တတိုင်းအော်ဟစ်ခြင်းကိုကြားတဲ့အခါမှာဖျားဟာငြိမ်နေလို့မရအောင်တင်ရမျက်စိကန်တဲ့အခြေအနေအားလုံးကိုဖြောင်းပြန်လှမ်းပေးလိုက်တယ်။မျက်စိမြင်တော့တဲ့ပြင်နဲ့ဘာတိမဲ့တောင်းစားကြမလို့တော့ အခြေအနေအလုံးပြောင်းသွားပြီသူများနည်းတူသူ့မှာစ조사လို့ရတော့လက်နှစ်ဘက်ခြေနှစ်ဘက်မျက်စိနှစ်ဘက်ဖြစ်တော့သူရှင်တန်လို့ရတော့လူတန်းစီဖြစ်သွားတယ်ဒီနေ့ဒီလိုပဲကျွန်တော်တို့ဖ ia ကျွန်တော်တို့မျက်ကန်းဘဝနဲ့တသက်လုံးထားတာမဟုတ်စီးပွားရေးဆိုရယ်မျက်ကန်းလူမှုရေးဆိုရယ်မျက်ကန်းဒီနေ့ကြောချမ်းမရေးဆိုရယ်ကန်းနေတဲ့ဘဝမှာကျွန်တော်တို့ဖ ia ထားတာမဟုတ်ကျွန်တော်တို့ကိုမြင်စေမဲ့ဖ ia ရှင်ဖြစ်တယ်ကွန်မတ်မရေးခဲ့ပါကျွန်တော်ဖ ia ကကျွန်တော်တို့ကိုမြင်စေမဲ့ဖ ia ရှင်ဖြစ်တယ်လို့ကွန်မတ်မရေးခဲ့ပါမှန်ပါတယ်တင့်ကိုဖ ia တကယ်မြင်စေပြီးတော့မှ ွယ်ဝစေမယ့်ဖြာရှင်ဖြစ်တဲ့နှုတ်ကပတ်တော်ပင်ဖြာရှင်အားလုံးကိုစကားပြုပြီးကောင်းချီးပေးပါစေအားလုံးပဲနှုတ်ကပတ်တော်ပင်ဖြာရှင်စကားပြောမယ်ကောင်းချီးဖြစ်မယ်ဆိုတော့ယုံကြည်ပါတယ်ကျွန်တော်အနေနဲ့ဒီချိန်မှာနိုင်ငံကျင်းညာစရာလေးရှိတယ်ကျွန်တော်အနေနဲ့မကြခင်မှာရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝယ်ယူခြင်းနဲ့အတင်းတော်တိစောက်ချမ်းမှုကိုကျွန်တော်လှုပ်ဆောင်ထွားပွင့်အတွက်စီစဉ်လျက်ရှိပါတယ်ဒီအတင်းတော်တိဆောက်ခြင်းနဲ့အတင်းတော်မြေကွက်ဝယ်ယူခြင်းကိုကျွန်တော်တို့လှုပ်ဆောင်သွားပွင့်အတွက် စတင်ပြီးမှစူတောင်းနေပြီစတင်ပြီးမှကျွန်တော်တို့အာစီဝေးထိုင်နေပြီဖြစ်ပါတယ်အားလုံးကလည်းတတိယပြီးမှရန်ကုန်မြို့မှာအတင်းတော်တပါပေါ်ထွက်လာပွင့်အတွက်စူတောင်းပေးပွင့်အတွက်လည်းကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကတင်းကို노ဆိုရဲဆိုရင်ဒီရန်ကုန်မြို့မှာအတင်းတော်တပါဖြစ်လာပွင့်အတွက်ဒီနို့ကိုဖျားရှင်노ဆိုရဲဆိုရင်ပါဝင်လို့ရတယ်ဆိုတဲ့ပတ်သက်ပြီးလည်းကျွန်တော်ကြီးညာပေးချင်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်အတင်းတော်တိဆောက်ခြင်းဆိုတာရွှေရှိယုံငွေရှိယုံ အာနာရှိယုံနဲ့တိဆောက်လို့မရပါဘူးဘုရားသခင်ရွေးချယ်ထားတဲ့ဒုတိယကပဲတိဆောက်နိုင်တာဖြစ်တယ်လို့အဲ့ဒီအတင်းတော်တိဆောက်ပြီးတော့ရင်ယုံကြည်သူမြောင်များစွာကစုဝေးပြီးမှကိုးကွယ်တဲ့နေရာဖြစ်လာတဲ့အခါမှာလူပေါင်းများစွာရဲ့ကောင်းခြင်းမင်္ဂလာလူပေါင်းများစွာဝိညာဉ်ရေးရာမှာအကျိုးရှိစေရောက်တင်ကတိဆောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ဘဝတက်လျှောက်လို့မှာအဲ့ဒီကောင်းခြင်းမင်္ဂလာကစီးစင်းနေမှာဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝေယူခြင်းနဲ့အတင်းတော်တိဆောက်ခြင်းကိုစတင်ဖို့အတွက်ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းပွင့်အတွက် ကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှစတင်တော့မှဖြစ်တယ်။ဒါကြောင့်တင့်ကိုဖျားရှင်ကဖွင့်ပြတယ်။ဖျားရှင်ကစကားပြောတယ်ဆိုရင်နေရီများရီဖြစ်စေပါဝင်လို့ရတယ်။တင်းတို့အားလုံးပေါ်မှာဖျားတခင်စကားပြောရေးကောင်းချီးပေးပါစေ။